ကျွန်တော်တို့ဒီမြန်မာမိဘတွေပဲဖြစ်ဖြစ်ဆက်ဆက်မတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ကလေးကိုခြားကလေးနဲ့နှိုင်းရှင်ပြီးပြောတတ်ကြပါတယ်အဲ့လိုမျိုးနှိုင်းရှင်ပြီးပြောတဲ့အခါဆိုလို့ရှင်လဲအာကလေးဖြစ်သူရဲ့စိတ်ထဲမှာပေါ့နော်အော်သူ့ကိုတခြားသူနဲ့ရှင်ပြီးပြောတဲ့အတွက်မကျင်တဲ့စိတ်ဆပြီးတော့ဖြစ်လာမယ်သူ့ရဲ့ဖြစ်တည်မှုကိုလက်ခံမှုဆိုရဲအဲစိတ်ခံစားမှုမျိုးဖြစ်လာတယ်အဲ့ဒီတော့ကြောင့်မို့လို့ သူနဲ့နှိုင်းရှင်ပြီးတော့ပြောခံရတဲ့ကလေးကိုလည်းသူ့အနေနဲ့ကမနာလိုစိတ်ဖြစ်တာကလွဲပြီးတော့ပေါ့နော်အဲ့ကလေးလိုအားကြပြီးတော့စူးစမ်းခြင်းစိတ်ဖြစ်လာရဲဆိုတာတကယ်တော့နည်းပါတယ် ုကြံ့ကြံ့နဲ့နဲ့ပြောဆိုပြီးမှဆက်ဆံနေဆိုတာမဖြစ်တင်ပါဘူး။အဲ့တော့ကလေးတွေကိုကြံ့ကြံ့နဲ့နဲ့ပြောဆိုလိုက်မယ်ဆိုလို့ရှိရင်ကလေးတွေနဲ့သူတို့ရဲ့ကလေးတွေအနေနဲ့ဆိုလို့ရှိရင်သူတို့ရဲ့မိဘတွေသူတို့ရဲ့အဖိုးဖွားတွေပေါ့နော်သူတို့ရဲ့ဦးလေးတော်တွေကဆက်သဖြင့်လူကြီးတွေကသူတို့ကိုမချစ်ဘူးလို့သူတို့ခံစားလာရမယ်။အဲ့တော့ဟိုသူတို့ စိတ်ထဲမှာလဲပေါ့နော်ဟိုမချစ်ဘူးခံစားရတော့ကြောင့်မလို့စိတ်ကလည်းကြင်ကြင်တန်းတန်းဖြစ်လာမယ်အဲ့တော့လူကြီးကနေပြီးတော့ပြောဆိုဆုံးမတဲ့အရာတွေကိုဆိုလို့ရှိရင်လည်းအဲနားထောင်တာမျိုးမလုပ်ပဲနဲ့လူကြီးကိုသူတို့ကိုယ်တိုင်ကပြန်អော်တာနောက်တစ်ခါအဲသူတို့ကလက်တွေခြေပြန်ပါတာစတဲ့ဟိုကြင်ကြင်တန်းတန်းအပြုအမူတွေလှုပ်လာတာကိုဒါကျမတို့တွေ့ရပါလိမ့်မယ်အဲကြောင့်မလို့ဒါမိဘတွေအဖိုးဖွားတွေကဆိုလို့ရှိရင်ကလေးတွေကိုကြင်ကြင်တန်းတန်းပြောဆို ပြုတ်မှုမဲ့အစားပေါ့နော်အဲသူတို့ချိုချိုသာသာနဲ့နားဝင်အောင် အရင်ကြည်ကြည်အေးကြံကြံလေးပြောတာဒါလည်းဒါမှန်ကန်တဲ့နေလန်းဖြစ်ပါတယ်